အလုံးမဲ့မင်္ဂလာပါကျွန်တော်ကတော့တင်ထွန်းလေးဒီနေ့ကျွန်တော်တို့ဒီဗီဒီယိုမှာ ICP နဲ့ပတ်သက်ပြီးတော့နားလည်မယ်ပေါ့နော်။ဒါ ICP ကလည်းကျွန်တော်တို့ဒီကွက်ထဲမှာနားမယ်ရှိရ point ဖြစ်တယ်။လက်ရှိအနေထားမှာကျွန်တော်တို့အကြီးပတ်တွေ target တွေကဘယ်လိုရှိမလဲ။ဒါ short term long term ဘယ်လို plan တွေထားရှိအောင်လဲဒါတွေနဲ့ပတ်သက်ပြီးတော့နားလည်မယ်ပေါ့နော်။ ICP ကကျွန်တော် all time high record ကတော့တကယ်ကိုအားရစရာအနေထားမှာရှိရပေါ့နော်။လက်ရှိကျွန်တော် ICP ရဲ့ current price ကိုကြည့်ကြည့်မယ်ဆိုရင်9.93ပေါ့နော်ဒီအနေထားမှာကျွန်တော်တွေ့ရမှာဖြစ်တယ်။ market cap ဆိုရင်3.16 billion ပေါ့။ တော့ဒီဘက်မှာဒါ24 hour volume ဆိုရင်132.87 million ရှိမှာပေါ့နော်ဒါ market cap ဆိုရင်3.55%ရှိမှာ total supply ကတော့934.39 million ပေါ့နော် circulating supply ကတော့934.39 million maximum supply ကတော့ infinity ပေါ့ဆိုလိုတာကတော့ဈေးကွက်ထံမှာထပ်ပြီးတော့လဲ supply တွေအရောက်ဖို့ရှိနေမှာပေါ့နော်ဆိုတော့ website ကိုကျွန်တော်ကြည့်ကြည့်မှာဆိုရင်ဒီမှာသူ့ရဲ့ website ထံမှာကျွန်တော်တို့ဒါ ICP နဲ့ပတ်သက်တဲ့အခြေအနေတွေကိုကျွန်တော်တို့သွားဖက်ကြည့်လို့ရမယ် social media ကို follow လုပ်ခြင်းအဖြစ်ကျွန်တော်တို့က ICP နဲ့ပတ်သက်တဲ့အပြည့်တွေကိုကျွန်တော်ငွေကြည့်လို့ရမယ်ပေါ့နော်အာသူရ all time high ကိုကြည့်မှဆိုရင်တော့ကျွန်တော်950.3ပေါ့နော်တော်တော်လေးအားရစရာအနေထားကိုကျွန်တော်တက်ခတ်တာကိုကျွန်တော်တွေ့ရတယ်ပေါ့မေလ10ရက်2021ပေါ့နော်၄နှစ်ရှည်တော့တက်ထားဖြစ်တယ်ပေါ့ all time high ကနေပြီးတော့လက်ရှိအနေထားမှာဆိုရင် -99.21% ကျန်နေတာကိုကျွန်တော်တွေ့ရမှာဖြစ်တယ်ပေါ့နော် all time low ကတော့ကျွန်တော်ဒီမှာ node data ပေါ့ဒါ အာမတွေ့ရအောင်ပေါ့နော် all time low ရဲ့ data ကတော့ကျွန်တော်ဒီမှာမတွေ့ရအောင်ဆိုတော့သူရအပေါက်ထက်မှသွားကြည့်ကြည့်မှဆိုရင်တော့ဒါ ICP နဲ့ပတ်သက်တဲ့တခြားအခြေအနေတွေကိုကျွန်တော်ဒီမှာဖတ်ကြည့်လို့ရမှာပေါ့နော်ပြီးရင်တော့ကျွန်တော်ဒါ chart တွေကိုတစ်ချက်နားလည်အောင်ပေါ့လက်ရှိကျွန်တော်ဒီမှာ ICP ရဲ့ four hour chart ကိုကြည့်မှဆိုရင်ကျွန်တော်ဒီကနေပြီးတော့ဒါ market မှာ recovery ဖြစ်တာကိုကျွန်တော်တွေ့ရတယ်ပေါ့နော်ကျွန်တော်ဒီမှာကောင်းကောင်းမို့ recovery ဖြစ်ပြီးတော့မှဒီမှာကျွန်တော်ထပ်ပြီးတော့ down side ကိုနည်းနည်းရောက်လာနေတာကိုကျွန်တော်တွေ့မှဖြစ်တယ်ဆိုတော့ဒီ down side ကကျွန်တော်ဒါ ကျွန်တော် spot line ဖြစ်တဲ့9.5 9.5 4 ठी ကိုရောက်နိုင်ရမှာပေါ့နော်အဲ့ ठी ကြာမှာဆိုရင်ကျွန်တော်9.5 4 9.5ဒီကြားထဲမှာကျွန်တော်ဒါ anti တခုယူမှာပေါ့နော် small margin low leverage long back ကိုပေါ့ပြီးတော့ကျွန်တော် target တွေကိုတော့ကျွန်တော်ဒါ daily candle ချင်းနဲ့ရှင်းပြမယ်ပေါ့နော်ဒီနားလေးမှာကျွန်တော် hard high hard low pattern တွေကိုတွေ့ရဖို့ချဲ့ပေါ့နော်ကျွန်တော်ကျွန်တော်ရဲ့ကျွန်တော်ရဲ့ဒါ anti ကတော့ hard low မှာဖြစ်မှာပေါ့ဆိုတော့ hard low အနေနဲ့ကျွန်တော်9.5 9.5 4 ठी ကိုရောက်ဖို့အခြေအနေရှိမှာပေါ့နော်ဆိုတော့ကျွန်တော်ဒါ daily ကိုတစ်ချက်လောက်နားလည်အောင်ပေါ့ Okay daily ကိုကျွန်တော်ကြည့်မှာဆိုရင်ကျွန်တော်ခုနပြောခဲ့တဲ့9.4 9.5ကကျွန်တော်ရဲ့ spot line တစ်ခုဖြစ်တယ်ပေါ့နော်ဆိုတော့ကျွန်တော်ဒီလက်ရှိ higher high ရောက်နေတာဖြစ်တယ်ပေါ့နော်လက်ရှိဒီမှာကြည့်မှာဆိုရင်ကျွန်တော် higher high pattern ဖြစ်တဲ့ဒီကနေ့ကျွန်တော် higher လို့ကြာလာမှာဆိုရင်9.4 9.5ဆိုတဲ့ entry point တစ်ခုတည်းကိုကျွန်တော်ကြာလာနိုင်မှာပေါ့ပြောမှာဆိုရင်ကျွန်တော်ရဲ့ဒီ spot line ထိကြာလာနိုင်မှာအထက်ကိုကျွန်တော်ဒါကောင်းကောင်းမွန်မွန်ဖြစ်ဖို့ပြင်းတော့ကျွန်တော်ရဲ့ target တွေအနေနဲ့ပြောရမှာဆိုရင်တော့ကျွန်တော် short term target ကတော့အာဟိုဟာဖြစ်မှာပေါ့နော်6.5 5ပေါ့ short term target ကတော့6ကနေပြီးတော့6တသမ5ပေါ့နော်အဲ့လိုနဲ့ကျွန်တော်ဖြည်းဖြည်းမှုဖြစ်မှာပေါ့ပြီးရင်တော့ကျွန်တော်ဒါ6တသမ8ပေါ့နော်6တသမ9 6တသမ8ပေါ့အဲ့ဒါကိုကျွန်တော်ဒါကောင်းကောင်းမှု cross လုပ်နိုင်မှာအထက်ကိုကောင်းကောင်းမှုကျွန်တော် move ဖြစ်နိုင်မှာပေါ့နော်6တသမ9 6တသမ8ကိုကျွန်တော်ဒါ cross လုပ်မှာဆိုရင်တော့ကျွန်တော်ဒီဘက်မှာအာ target တွေကတော့ကျွန်တော်ဒါ8 9ပေါ့နော်အဲ့လိုနဲ့ကျွန်တော်30စနစ်ဒီလိုနဲ့တဖြည်းဖြည်းနဲ့ကျွန်တော်ဒါ target ကြီးလေးတွေရှိလာမှာပေါ့ဆိုတော့သူရ DC ကတော့ကျွန်တော်ဒါထပ်ပြီးတော့နည်းနည်း downside ကိုရောက်မှာပေါ့နော်ပြောမယ်ဆိုရင်ကျွန်တော်ဒါ လေးအောက်ကိုရောက်မှသုံးနည်းနည်းလောက်မှကျွန်တော်ဒါ second hand TTC အနေနဲ့ပြန်ယူလို့ရမယ်ပေါ့ဆိုတော့လက်ရှိအနေထားရတော့ကျွန်တော်ဒါ4 wire ရဟော daily ရဟောဒါ plan မှာရှိနေတာကိုကျွန်တော်တွေ့ရတယ်ပေါ့နော်ပြီးရင်တော့ကျွန်တော် candle ကလည်း 200EMA အဲ့ထက်မှာရှိတယ်ဒါလည်းကျွန်တော်ဒါ bullish pattern တစ်ခုဖြစ်တယ်ပေါ့နော်ဆိုတော့ဒီနားလေးမှာကျွန်တော် hard low pattern မှာကျွန်တော် anti တစ်ခုယူမယ် small margin low leverage long back ကို9.5 5.5ပေါ့နော်ကျွန်တော်တို့ short term target ကတော့6ကနေပြီးတော့6.5 6.5 ပြင်တော့ဟိုဘက်မှာကျွန်တော်တို့6.8 6.9ပေါ့နော်အဓိက6.8ကို cross လုပ်မယ်ဆိုရင်တော့ဟိုဘက်မှာကျွန်တော်တို့ target တွေကတော့အာ8.90ပေါ့နော်ဆက်နှစ်ဒီလိုနဲ့ဖြည်းဖြည်းကျွန်တော်တို့ target တွေရှိလာမယ်ပေါ့ဆိုတော့ဒီနေ့ဗီဒီယိုမှာတော့ဒီလောက်ပါပဲအားလုံးပဲကျေးဇူးတင်ပါတယ်ဒီဗီဒီယိုနဲ့ပတ်သက်ပြီးတော့မရှင်းတာရှင်းလဲကျွန်တော်ဒါ comment ချန်ထားလို့ရတယ်ပြီးတော့ကျွန်တော်ဒါမသိတာရှင်းလဲကျွန်တော်ကို Telegram မှာလာမေးလို့ရတယ်ပေါ့နော်ဒီနေ့တော့ဒီလောက်ပါပဲ